တရားရုံးကငါတို့အဆုံးဖြတ်မပေးနိုင်ဘူးဆိုပြီးတော့ပေးချခဲ့တဲ့အမှုတွေရှိတယ်ဆိုတာကိုသိပါသလားအဲ့ဒီလိုအမှုတွေကဘလို့အမှုမျိုးဖြစ်မလဲဒီဗီဒီယိုကိုအဆုံးထိကြည့်ပြီးရင်တော့သဘောပေါက်သွားပါလိမ့်မယ်အားလုံးမင်္ဂလာပါကျွန်တော်ကရှင်းနေအောင်မင်းသိအောင်ပါဇလန်းကတော့ညောင်နှုံးမြွနယ်မှာမောင်နှမတွေကအမွေခွဲခဲ့ကြပါတယ်အိမ်တွေမြေတွေတချို့ကတော့သဘောတူခွဲပြီးသွားပါပြီဒါပေမဲ့ကိုင်းမြေနဲ့ဝါရှမ်မြေတချို့ကတော့ခွဲဖို့ကြံနေခဲ့ပါတယ် ပြဿနာကအဲ့ဒီကျန်နေတဲ့မြေတွေတဲကတခွက်ကိုအမားဖြစ်တဲ့သူက ရောင်းလိုက်ပါတယ်ဒီတော့မောင်ဖြစ်သူဦးဝင်းရွှေကမြေရောင်းရတဲ့ပတ်စံရောကျန်တဲ့မြေတွေရောအညီမျှခွဲပြေးပါဆိုပြီးတော့တရားစွဲလိုက်ပါတယ်တရလိုဖြစ်တဲ့မောင်ဖြစ်သူကဘာပြောတယ်လဲဆိုတော့ဒါတွေကမိဘအမွေမြေတွေဖြစ်တယ်အားလုံးအတူတူပိုင်းနေဒါကြောင့်လေးပုံပုံပြီးတော့တပုံကျွန်တော်ကပေးပါဆိုပြီးတော့တရားရုံးမှာတင်ပြခဲ့ပါတယ်တရားပြန်ဖြစ်တဲ့အမားဖြစ်သူဘက်ကရှိပါတာကအရင်အရေးကြီးပါတယ် ူကဒီမီတွေကဘသူနာမည်နဲ့မှတရားဝင်မှတ်ပုံနဲ့ပုံစံခွန်လျှောက်ထားတာမရှိသေးဘူးအစိုးရရုံမှာတရားဝင်လုံပိုင်권မရသေးတဲ့မြေအတွေ့အမွေခွဲပေးပါလို့တရားရုံမှာဆွဲလို့မရဘူးလို့ရှင်းပါခဲ့ပါတယ်ဒီအမှုမှာထူးကြတာကမြို့နယ်ခရိုင်တိုင်းတရားလွှတ်တော်အထိအာယုံ၃ယုံလုံးကတရားလိုဥဝင်ရှိကိုအနိုင်ပေးခဲ့တာပါအာယုံရဲ့သဘောထားကဒါကလယ်မြေလုံပိုင်권လူနေတာမဟုတ်ဘူးအမွေဆက်ခံ권ကိုအငင်းပွားနေတာတရားရုံကအမွေရထိုက်သူကိုအဆုံးဖြတ်ပေးမယ် နိုင်တဲ့သူကနောက်မှမြေစင်းရုံမှာသွားပြီးတော့သူ့နာမည်နဲ့သွားမှတ်ပုံတင်ဖို့ဆိုပြီးတော့ဆုံးဖြတ်ခဲ့ကြပါတယ်။ဒါပေမဲ့အမှုကပြည်ထောင်စုတရားလွှတ်တော်ချုပ်ကိုရောက်သွားတဲ့အခါမှာအလုံးပြောင်းပြန်ဖြစ်သွားပါတယ်။တရားလွှတ်တော်ချုပ်ကအာယုန်ရဲ့ဆုံးဖြတ်ချက်တွေအလုံးကိုပေးဖြတ်လိုက်ပါတယ်။ဘာကြောင့်လဲဆိုတော့လေမြေလုတ်ပိုင်ခွင့်ဆိုတာလက်ထက်မှာထားပြီးစိုက်ယူနေမပြီးပါဘူး။အစိုးရဌာနကတရားဝင်လေယာဉ်လုတ်ပိုင်ခွင့်လက်မဲ့ပုံစံကွန်ထုတ်ပစ်ထားမှတရားဝင်ဖြစ်ပါတယ်။ တရားရုံးဟာပုံစံခွန်မရှိသေးတဲ့မြေကိုဘသူရာသန်သက်လဲဆွန့်ပြပေးလို့မရပါဘူးအဲ့ဒါကလေယာမေစီမံခန့်ခွဲမှုအဖွဲ့ရဲ့တာဝန်ဖြစ်ပါတယ်တရားရုံးကပုံစံခွန်တရားဝင်ရထားတဲ့မြေကို အမွေဆက်ခံတဲ့အခါအငင်းပွားမှုဖြစ်မှသာအဲ့ဒီအမွေဆက်ခံခွင့်ကိုဆွန့်ပြပေးနိုင်တာဖြစ်ပါတယ်2010နဲ့လေယာမေဥပဒေအရတရားရုံးတွေဟာလေယာမေလုပ်ပိုင်ခွင့်ပုံစံခွန်ရရှိထားသူတွေရဲ့အမွေဆက်ခံမှုနဲ့ဆိုင်တဲ့အငင်းပွားမှုတွေကိုသာဆွန့်ပြခွင့်ရရှိတာဖြစ်ပါတယ် အခုဒီအမှုမှာဆိုရင်အငင်းပွားတဲ့အမည်နဲ့ပတ်သက်လို့လေယာဉ်မြေလုပိုင်ခွင့်ပုံစံခွန်မရှိတဲ့အတွက်ကြောင့်တရားရုံးကအဆုံးဖြတ်မပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်ဒီအမှုမှာတော့အငင်းပွားနေတဲ့မြေတွေကမိဘနာမည်နဲ့ရောသားသမီးနာမည်နဲ့ပါ ပုံစံခွန်မရရှိသင့်ပါဘူးတရားလွှတ်တော်ချုပ်ကသုံးသက်တာကတော့မင်းမရှိပဲနဲ့လှဲမောင်းတယ်လို့ဖြစ်နေတယ်ဆိုတဲ့သဘောပါပဲအရင်ဆုံးအဲ့ဒီမြေတွေကိုဘသူကပုံစံခွန်ရမလဲဆိုတာကိုတက်ဆိုင်ရာရုံးတွေမှာအရင်ဖြေရှင်းရပါမယ် ပုံစံခွန်ရလာမှသာအဲ့ဒီလုတ်ပိုင်ခွင်ကိုအမွေခွဲဖို့တရားရုံးမှာလာဆွဲလို့ရပါမယ်။အခုကအရှိကံဖြစ်တဲ့လုတ်ပိုင်ခွင်ကိုယ်တိုင်ကဘသူစီမာမှာတရားဝင်မရှိသေးတဲ့အတွက်ကြောင့်အဲ့ဒီမရှိသေးတဲ့အခွင့်အရေးကိုအမွေခွဲပေးပါလို့တရားရုံးမှာတန်ကြားလို့မရဘူးဆိုပြီးတော့တရားလိုရဲ့အမှုကိုပတ်လပ်လိုက်ပါတယ်။ဒါကြောင့်ဒီစီရင်ထွန်းကနေကျွန်တော်တို့သိလိုက်ရတဲ့အဓိကအချက်ကဘာဖြစ်မလဲ။ကိုယ့်ရဲ့မိဘဘိုးဘွားတွေစီကလေယာဉ်မြေတွေကိုအမွေဆက်ခံတဲ့အခါမှာ အကယ်၍အငင်းပွားမှုဖြစ်လာလို့တရားရုံးရဲ့အဆုံးဖြတ်ကိုယူမယ်ဆိုရင်အဲ့ဒီလျာမီတွေဟာတရားဝင်လုပ်ပိုင်ခွင့်ပုံစံခွန်ရှိနေဖို့လိုအပ်ပါတယ်ပုံစံခွန်မရှိတဲ့လျာမီအမွေကိစ္စကိုတရားရုံးကကြားနာစီရင်နိုင်မှာမဟုတ်ဘူးဆိုတဲ့အကြောင်းကိုဒီနေ့ဥပဒေဘ ഹു သုဒအနေနဲ့မျှဝေပေးလိုက်ပါတယ်ဒီဇလန်ကို2015မြန်မာနိုင်ငံတရားစီရင်ထုံးဒေါခင်ဆွေမြင့်နဲ့ဦးဝင်းရှိပါသုံးတရမပြင်ဆင်မှုကိုအဓိကထားတင်ပြခဲ့တာပါဒီနေ့ကတော့ဒီလောက်ပါပဲဒီဗီဒီယိုကနေကျွန်တော်ရဲ့မိတ်ဆွေတွေအကျိုးတော်ဆုံးတရားရလိုက်မယ်လို့မျှော်လင့်ပါတယ် အားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့မှပြန်ဆောင်ကြပါမယ်မင်္ဂလာရှိတဲ့နေ့ရက်လေးဖြစ်ကြပါစေ thank you